ပြည်တွင်းဗန်လုပ်ငန်းအတိုင်းအဝိုင်းမှာထွက်ပေါ်နေတဲ့ကောလာဟာလသတင်းကြောင့်ပြည်တွင်းကဗန်လုပ်ငန်းတွေအပေါ်ထိခိုက်နိုင်တဲ့ဆိုးကျိုးမျိုးမရှိနိုင်ဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ဒီသတင်းကိုတော့ဦးတိုက်စင်ရဲ့ပေးပို့ချက်မှာရှုစားနိုင်ပါတယ်ပြည်တွင်းကအင်အားကြီးဗန်ကြီးတို့ခုမှအနန္ထရှိတဲ့သူတွေကကောလာဟာလသတင်းကြောင့်ပဲအနန္ထရှိတဲ့ငွေတွေကိုပြန်လည်ထုတ်ယူနေတယ်လို့ထွက်ပေါ်နေတာပါဒီကောလာဟာလသတင်းနဲ့ပတ်သက်လို့ဆိုရအပါဝင်နိုင်ငံတော်ဘူဗန်က ငွေအနှံထားရှိတဲ့သူတွေဖို့တန်တရားမရှိဘူးနဲ့ဆိုရင်ပူပန်စရာမလိုတဲ့အကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဒီကောလာဟာလာကပြည်တွင်းဗန်လုပ်ငန်းတွေပေါ်ထိခိုက်နိုင်တဲ့ဆိုးကျိုးမျိုးမရှိနိုင်ပါဘူး။ဗန်လုပ်ငန်းကြီးပါပါမဖြစ်ပါဘူး။နော်။အဲယုံကြည်နေပြည်သူများဆက်ဆံဆက်သွယ်နိုင်ကြပါလေ။အဲ့တော့ကောလာဆိုတာလည်းခဏလေးနဲ့ခါပြောက်သွားပြန်တော့အဖြစ်တဲ့ချိန်တွေမှာတော့ကရှိကြတာပေါ့နော်။တော့ကရှိတော့ထုတ်ကြသွင်းကြလုပ်ကြတဲ့ခါကျတော့အဲသူတို့လည်းလှုပ်ရှုပ်တော့ပေါ့။ တက်ဆိုင်တက်ဆိုင်တဲ့ပန်တွေလည်းအလို့ရှုတော့ဘူး။နောက်ပြီးတဲ့အခါကျဒီငွေတွေလည်းပြန်သွင်းတော့ကဒီငွေတွေလည်းခံရပြန်ရောဒီပန်တွေကအဲလုံးလည်းရှာတဲ့ line ကြတော့ပေါ့။အဲ့တော့ဟိုတရင်တစ်ခုဖြစ်တိုင်းဖြစ်တိုင်းဟိုကြီးမဟုတ်ကြီးဆိုတဲ့ဟာကိုပထမဆုံးစင်စာကိုဖန်ပြီးတော့မှဆိုင်တာပူတင်တော့လိမ့်မယ်တော့ထင်တယ်ဒီတွင်မှာတချိန်ကအင်အားကြီးဘန်တစ်ခုဖြစ်တဲ့အာရှတနာဘန်ပြိုလဲခဲ့တော့ကပြည်တွင်းဘန်တွေပေါ့တက်ရောက်မှုရှိခဲ့ပေမဲ့အခုကတော့မတူညီတဲ့အနေအထားမျိုးပါ ဟိုအချင်းနေရကမတူကြတော့ဘောနော်ခလုံးကဖြစ်တဲ့အချင်းနေကခုအချင်းနေကမတူပါဘူးကွာချပါတယ်အဲ့တော့သူပြောနေတဲ့ဟိုဘန်ကြီးဆိုတာလေသူတို့ကြီးကျယ်တဲ့ဘန်ကြီးပါအဲ့သူမှလည်းခိုင်ခိုင်လုံလုံဘန်ကြီးတောက်တဲ့မှုရှိပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုပြေလဲစရာလည်းမရှိဘူးနော်ပြေလဲစရာလည်းမရှိဘူးအဲ့တော့ခုနလိုပြောသလိုပေါ့ဟိုပြေလဲလို့ရှိရင်ချားလူတွေထိခိုက်မလားဆိုတော့ဒါကတော့ ဟိုပြူရိယကတော့ဟိုဖြစ်သွားနိုင်တယ်ပေါ့တိုးတော့ဘူးဟာမဖြစ်နိုင်ဘူးလေကြောင့်ကောလာကြောင့်ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက်ဘာသာဖြစ်တဲ့အတွက်ဒါကနလေးနဲ့ပြောင်းပြည့်သွားမှာဖြစ်တယ်အဲ့တော့ဒီဒီကောလာကဖြစ်တဲ့ကာလလေးမှာတော့သူမလုံရှုပ်တော့ပေါ့ပြည်တွင်မှာလက်ရှိအာဏာရပါတီကြီးဖြစ်တဲ့ပြည်ထောင်စုကြက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်အပါအဝင်အစင်းမြင့်တာဝန်ယူထားတဲ့သူတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲ အပြောင်းအရွှေ့ပြုလုပ်ခဲ့ပြီးနောက်နောက်ဆက်တွဲပြဿနာကအစိုးရဘိုင်းနဲ့နှိစက်တဲ့လုပ်ငန်းတွေပေါ်အခုလိုကောလာဟာလာတွေထွက်ပေါ်လာတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုက်စင်သင်ပေးပို့ထားတာပါ